ကိုတာကီရိုလူတန်းနေစင်မှာအမြဝေရာကိုလိုဂျင်လိုဝင်ရပုတ်ခဲ့တဲ့မင်းနူးအောင်ချောင်းကဖြစ်ဖြစ်အားလုံးပဲမင်္ဂလာပါရှင်ဒီဆလီဘေးနျူဘေးကနေပြန်လဲကကြိုဆိုလိုက်ပါရီမြန်မာနိုင်ငံမှာနှစ်ပေါင်းတရာအတွင်းပြင်းထန်ဆုံးကလေးကြောင့်မင်းနူးအောင်ချောင်းကြီးလေးပြိုသွားခဲ့ရပါရီရာဇဝေးထဲမှာအရန်တစ်မျက်တည်းဆိုတဲ့မင်းနူးဟာကုသိုလ်အဖြစ်အောင်ချောင်းကြီးကိုလူတန်းခဲ့တာကြားပြီးဖြစ်ပေမယ့်ငလီလောက်ခဲ့ချိန်မှာမမြင်တဲ့တရာကိုကြုံတွေ့လိုက်ရပါရီ မင်းနုအောင်ကြောင့်လို့အခိုင်အမာတိဆောက်ထားရင်စာအုပ်လေးပြုတ်ခဲ့ရတယ်လို့အနီးနားမှာရှိတဲ့အိမ်တွေလည်းထိခိုက်ပျက်စီးခဲ့ရပါရင်အင်းဝါမျိုးမှာငလင်းကြောင်ကွယ်လွန်သွားခဲ့ရတဲ့သူတွေလည်းရှိပါရင်ပုံမှန်တိုင်းသွာလာလို့ရှာနေရင်ကနေရုတ်တရက်ကွယ်လွန်သွားရသူတွေရှိပြီးတော့မကျုံမလို့ဖြစ်နေသူတွေလည်းရှိပါရင် ကိုတာဂီနဲ့ဟန်ဒူဆန်တို့ကအင်းဝါကိုသွားရလူတန်းရှင်နဲ့အမျိုးသမီးတယောက်ထံကိုဝင်းရှောက်ပုတ်ခဲ့ပြီးတော့အမျှတောင်းတဲ့ဖြစ်ရက်ကတခုဖြစ်ပွားခဲ့ပါသည်။မိကဲပညာကိုတာဂီနဲ့တယောက်ဆောင်ဟန်ဒူဆန်တို့ဟာတတဲဦးအင်းဝါမှာအိုးအိမ်ပြည့်စည်ခဲ့တဲ့အိမ်အောင်စုတွေကိုတိုင်ကိုတသိန်းချက်နဲ့ခြားသောမိဘပြည်သူတွေကို 3000ကျပ်စီလူတန်းခဲ့ပါတယ်။စားတော့ဆရာတွေလည်းလူတန်းခဲ့ပြီးတော့ကိုတာကီတို့ကပြုခဲ့သမျှကောင်းမှုကုသိုလ်တွေကိုအများပေးဝေခဲ့ပါတယ်။အဲ့ချိန်မှာမြို့သမီးတယောက်ကပုံမှန်နဲ့မတူတော့ဘဲတဲကြီးမဲကြီးငိုနေပြီးတော့ကုသိုလ်ကောင်းမှုတွေကိုအများပေးဝေဖို့တွေပြောခဲ့ပါတယ်။သူကငလင်းပေးမှာကွယ်လွန်သွားခဲ့ရသူဖြစ်တာကြောင့်မကျမလို့ဖြစ်နေပြီးကောင်းမွန်ရာကိုရောက်ချင်နေသူပါ ကိုသားကြီးတော်လူတဲ့နေကာမုကိုတို့ရဲ့အမျှကိုလိုချင်တာကြောင့်အမျိုးသမီးတယောက်ထံကိုဝင်ပူခဲ့တာပါကိုသားကြီးတို့ကပြုခဲ့သမျှကာမုကိုတို့ရဲ့အားလုံးကိုအမျှအတန်ပွေဝေလိုက်တဲ့ချိန်မှာတော့တာရုခေါ်ပြီးတော့ကျွတ်လွတ်သွားခဲ့ပါရီအမျှအတန်ကိုလိုချင်တာကြောင့်ဝင်ရောက်ပူခဲ့ပြီးတော့အမျှတောင်းတဲ့ဖြစ်ပျက်တွေကိုဝတ္ထုတွေနဲ့ရုပ်ရှင်တွေထဲမှာပရိသတ်တရားမြင်ပူကြပါရီလက်တွေမှာလည်းဒီလိုဖြစ်ပျက်တွေတကယ်ရှိပြီးတော့အခြားဘုံဘွားကိုရောက်ရှိနေကြသူတွေကအမျှအတန်လိုချင်နေကြပါရီအင်းဝါမှာငလင်းတဲ့ကြောင့်ကွယ်လွန်သူတွေအများကြီးရှိပြီးတော့ကောင်းမွန်ရာကိုရောက်ချင် လို့အိမ်မက်ပေးသူတွေလည်းရှိပါရင်အချို့တွေကသားတို့ခေါ်ခွင့်မရတဲ့ဘဝတွေကိုရှောင်နေကြပြီးတော့ဖယ်နေရာကိုသွားရမယ်မသိနေကြတယ်လို့အချို့ကလည်းသူတို့ကွယ်လွန်သွားတာကိုမသိကြသေးတဲ့သူတွေလည်းရှိပါရင် ကိုတာဂီရိုကပြုခဲ့သမျှကောင်းမှုကုသိုလ်တွေကိုအမျှပေးဝေတာကြောင့်မကျွတ်လို့သူတယောက်ဟာကောင်းမွန်ရာကိုလျှောက်သွားပါရီအချို့တွေကတော့ဒီဖြစ်ပျက်တွေကိုမယုံကြည်ကြဘဲနဲ့ဆက်လို့ရှာတာကြောင့်ထင်အောင်ထင်မှလုပ်ကြတယ်လို့ထင်ကြပါရီအချို့ရာတွေကမျက်လုံးနဲ့မမြင်တွေ့ရပေမဲ့လည်းတကယ်လက်တွေ့မှာတော့ရှိကြပါရီကိုတာဂီကမကျွတ်လို့သူတွေရှိနေတဲ့အားကြောင့်သိရတာကြောင့်မလို့စိတ်မကောင်းဖြစ်တယ်လို့သူရဲ့ကုသိုလ်တွေကြောင့်လူတယောက်ကျွတ်လွတ်သွားပြီးတော့ကောင်းရာပုံပွားလျှောက်သွားခဲ့ရတာကိုလည်းဝမ်းသာနေပါရီကိုတာဂီကစကိုင်းကိုလျှောက်ရင်လည်းမကျွတ်လို့သေးသူတွေအတွက်ကုသိုလ်အမျှတွေကို ပေးသွားအောင်ပါ။ငလင်းလုတ်ပြီးတော့တပည့်ကြာသွားပြီဖြစ်ပေမယ့်အချို့တွေကတော့အခုထိမကယ်ထုတ်နိုင်သေးသလိုကျင်းတဲ့ခနာကိုမဖော်နိုင်သေးလို့အနံ့အသက်တွေလည်းထွက်နေပါရီ။ခနာကိုကိုကယ်ထုတ်ပေးဖို့အတွက်အိမ်မက်ပေးတာတွေလည်းရှိပြီးတော့တိတ်ပန်နေတဲ့တိုင်းတက်လို့မရတဲ့သဘာဝလိုဖြစ်ရတယ်လည်းရှိနေပါသေးတယ်။ငလင်းပြီးအားရုတ်တရက်ဖြစ်သွားခဲ့တာကြောင့်ထွက်ပြေးချိန်မရဘဲနဲ့အဆောက်အုံတွေပြီးကကွလွန်သွားရပြီးတော့မကြုံမလို့သူတွေလည်းရှိနေလို့ကုသိုလ်အမျှတွေကိုပေးချဖို့အတွက်နားလေတကြမ်းသူတွေကအကြံပေးထားကြပါရီ။ငလင်းပြီးကြောင့်ကွလွန်သွားရသူတွေလည်းကောင်းမွန်ရပုံပေါ် ဘဝကိုရောက်ရှိပြီးတော့ချင်းရည်သူတွေလည်းအမြန်ဆုံးဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။